င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ဝတ်တပ်ဖွဲ့ကလက်နက်တွေမပန်ပိုးတော့တာကြောင့် PDF တွေက KIA ကိုလမ်းကြောင်းပြောင်းချိတ်ဆက်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကပြောဆိုလိုက်တဲ့သတင်း။လေတပ်ကိုဗျူဟာမြောက်စစ်လက်နက်တွေတပ်ဆင်ပေးမယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကပြောကြားလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝါတပ်ဖွဲ့ကလက်နက်တွေမပန်ပိုးတော့တာကြောင့် PDF တွေဟာ KIA ကိုလမ်းကြောင်းပြောင်းချိတ်ဆက်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြီးအကဲတွေကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဝါတပ်ဖွဲ့ကလက်နက်တွေမပန်ပိုးတော့တဲ့အတွက်ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တွေဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုလမ်းကြောင်းပြောင်းချိတ်ဆက်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြီးအကဲတွေက CNN သတင်းဌာနကိုပြောပါတယ်။အရှင်က PDF တွေဟာမြန်မာနိုင်ငံအရှေ့ပိုင်းအတွက် DNL နဲ့ချိတ်ဆက်ပြီး ဝတ်တပွဲထံကနေလက်နက်တွေကိုရှာယူတာဖြစ်ပြီးအခုလက်ရှိမှာဝကလက်နက်ပန်ပိုးမှုမရှိသလို TNL ဟာလည်းမြမတက်မတော်နဲ့အပြစ်ရစေပြီး PDF တွေနဲ့ပူပေါင်းထင်းချုပ်ထားတဲ့မိုးကုန်းနဲ့မိုးမေမျိုးတို့ကနေစုတ်ခွာဖို့ရှိနေတာပါမိုးကုန်းနဲ့မိုးမေမျိုးတို့ကနေစုတ်ခွာရင် TNL နဲ့ PDF တို့အကြအပြန်အလှန်တင်းမာမှုတွေရှိနေသလို KIA အဖွဲ့ကိုလမ်းကြောင်းပြောင်းချိတ်ဆက်တဲ့အနေထားမှာ PDF တွေဟာမိုးကုန်းနဲ့မိုးမေကနေစုတ်ခွာရေးကိစ္စအလွတ်တကူမဖြစ်လာနိုင်ဘူးလို့ နိုင်ငံရေးလေလာသုံးသက်သူဆိုင်းမင်းက CNN သတင်းဌာနကိုပြောပါတယ်။ DVDN နဲ့ TNN တွေခြားထဲမှာအရင်တီးတီးကြကြတဲ့ဆွေးနွေးမှုတီးတီးကြကြတဲ့ဒီနားလေသဘောပေါက်မှုနောက်ပြီးတော့မှအပြည့်အယူမျှတမှုအဲ့ဒါမရှိလို့ရှိရင်တော့အာလာရှိုလို့လာရှိုမျိုးလိုမျိုးဆော့ဆော့ရှိရှိဖြစ်မှာမဟုတ်တစ်ခါကလည်းဒီမိုးမိတ်ဆိုတဲ့နေရာကဒီ TNA မတိုင်ခင်အာ KIA ကလည်းနှစ်ပတ်ကျော်ကြာဝင်တင်းတဲ့အနေထားရှိခဲ့သူတယ်လေဒီ KIA ထင်း ထိန်းချုပ်ထားတဲ့နေနေ KIA လှုပ်ရှားနိုင်နေ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 ာက်တန်းနေလဲဆက်ဆံမှုတွေရှိနေတော့ဒီ KIA ကိုဖိအားမပေးနိုင်တဲ့ရွေး KIA ကိုဒီ PNL လိုမျိုးအပြည့်ရမအပြည့်ရမလုတ်ပေးနိုင်တဲ့ရွေးကတော့လော်လွိုင်းနေတော့ဖြစ်လာမှာမဟုတ်ဘူးတစ်ခါတလန်းကလည်းအခု PDF တွေကလည်းအရင်ကတော့ဒီအရှိတ်ပိုင်းတဲ့ဆိုရင် အာဒီအညာလေးကိုချိတ်ဆက်တယ်ဒါမဲ့ဒီလမ်းကြောင်းကအတိတ်ဝါတာဖော့ကလည်းလည်းမပန့်ပိုးဖို့အာဟန်တာမှုတွေအဲထုတ်ပြန်တာတွေရှိတယ်တာမှုမှုတွေထုတ်ပြန်တာတွေရှိတယ်အာဒီဒီကြားထဲကနေဝင်ပြီးတော့မှအာစီလက်နဲ့ပစ္စည်းတွေတည်ယူပေးတဲ့သူကိုတည်တံပေးတာတွေလုပ်ပြတယ်အဲ့လိုနေသားဆိုတော့ PDF ကလည်းမြောက်ပိုင်း ဒီမြန်မာနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့အင်အားကောင်းတဲ့ကြရည်ရဲ့ဖွဲ့ကိုလမ်းကြောင်းပြောင်းပြီးတော့မှချိတ်ဆက်နေတာတွေအဲရှိတဲ့အနေအထားဆိုတော့ဒီကိစ္စကတော့လွယ်လွယ်နဲ့တော့ဖြစ်လာမင်းဒါတော့မထင်ဘူးလေနော်ကြရည်ဟာရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးတို့အထိအင်အားတိစောက်ပြီးလှုပ်ရှားလာကြရောအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဖြစ်ရပ်တည်လျက်ရှိတာပါ။ KIA ဟာမြန်မာနိုင်ငံရှိလက်နက်ခဲယံထုတ်လုပ်နိုင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကတစ်ဖွဲ့ဖြစ်တယ်လို့ အင်အားကြီးတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်လဲရက်တီလျက်ရှိပါတယ်။ KIA ဟာမြန်မာတပ်မတော်က2021ခုနှစ်ဖေဖော်ဝါရီလရက်မှာ NLD အစိုးရကိုဖြုတ်ချလိုက်တာကြောင့်ပြောင်းလဲလာတဲ့နိုင်ငံရေးအခင်းအကျင်းကြီးတွေမှာအင်အားကိုပုံမကြီးထွက်အောင်တည်ဆောက်နိုင်ခဲ့တယ်လို့ထိကျုံနေမြေတွေဟာလည်းကျေပြတ်လာခဲ့ပါတယ်။ KIA ဟာ2021ခုနှစ်နိုင်ငံရေးပြဿနာတွေဖြစ်ပေါ်လာပြီးနောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအတွင်းရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဒေသခံကာကွယ်ရေးတပ်ဖွဲ့ LDF တို့ကိုစစ်တင်နှန်းတွေပေးတာ လက်နက်နဲ့ခဲယံတွေထောက်ပံ့တာပူပေါင်းစစ်ဆင်ရေးတွေလှုပ်ဆောင်တာလက်နက်ခဲယံတွေရောင်းချပေးတာတို့လှုပ်ဆောင်ရရှိတာပါ KIA အနေနဲ့လက်ရှိနိုင်ငံရေးလိုအပ်ချက်အရတော်လိုင်းအင်အားစုတွေနဲ့လက်တွဲနေတာဖြစ်ပြီးမလိုအပ်တော့တဲ့အခါမှာ MNDAA နဲ့ TNL တို့လိုမျိုးလှုပ်ဆောင်လာနိုင်တယ်လို့ပိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCAS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်အုပ်ကာကစီရင်တာတည်င်းဌာနကိုပြောပါရစေ။ဒီတည်းမှာခုနေမြေခုလက်နက်ခဲယံ ူပဲပြင်ဟိုတော့ပို့ပေါ့ဥပ္ပဒီရောရောလိုအပ်ချက်ရှိနေတော့တခြားမရနိုင်ဘူးဆိုဆရာကလည်းလက်မဲ့ကျောင်းရှိသေးတယ်ဆိုတော့လက်မဲ့လက်ထုံနိုင်တယ်ပြည်ရထုံနိုင်တယ်ဆိုတော့ကဲဟိုချင်းကတာတော့ပို့လမ်းကြောင်းတော့ချင်းချင်းကတာလည်းဖြစ်နေတယ်ပြရေပြရေရလည်းသူထိတ်တိုက်ဖြစ်လာတဲ့ချိန်သူ့အနေနဲ့မန္တန်ရေးဆုံးဖြတ်ပေးတဲ့ချိန်ကတော့သဘောထားတစ်မျိုးဖြစ်ရင်ဖြစ်မှာအခုပြရေကတော့စကားလုံးမပြောသေးဘူး နေပွဲလည်းမဝင်သေးဘူးညီညီမှာပဲအဲစီရီပေးပစာတွေဖြစ်နေတဲ့ခါကျတော့ဒီတရားကအလုံးတဲ့ခြင်းတဲ့မှာပေါ့နောက်နောက်ပဲဒီနိုင်ငံကြီး solution ပေါ့လေ political solution တစ်ခုခုရတယ်ဆိုရင်လည်းဒီတရားကနောက်ပတ်သက်ပြီးကြာရလဲသူ့အထိုင်ကနေသူစဉ်းစားတော့မှာပေါ့ဆရာမတော့ဆရာလိုအပ်ချက်ရတော့နေတာလိုအပ်ချက်နဲ့မလိုလားအတော့ဘူးဆိုရင်ပိုကန်းတို့ပလောင်တို့လိုပဲဖြစ်လာလိမ့်မယ်လို့တွေ့ရတာပါဆရာမစိတ်ကွာမယ်တော့မထင်ပါဘူး KAI ဟာစကိုင်းတိုင်းဒေသကြီးအတွင်းရှိဟောမလင်း၊ဗမောက်၊ထီချိုင်၊တမူး၊ခမ်းပတ်၊ဖောင်ပြင်း၊ရွှေပြည်အေး၊မော်လိုက်၊ကတာ၊ကောလင်း၊ပင်လယ်ဘူး၊အင်းတော်အပါဝင်၊နာဂဒေသတို့ကိုထင်းချုံနိုင်ရေးအတွက် PDF ၊ KNA ဘာမာ၊နာဂလက်နက်ကိုင်တွေဖြစ်တဲ့ ENDA ၊ ENNO နဲ့ NPDF ၊ ABSDF AA CNDF တို့ကိုချိတ်ဆက်ပြီးအကောင့်ထဲပေါ်နေတာဖြစ်ကြောင်းသိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဩဂတ်လအတွင်းကလည်း ကရရင်ဒုတိယဥက္ကဋ္ဌဒုပိုလ်ချုပ်ကြီးခွန်မော်ဖိတ်ကြားချက်အရချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ချင်းမျိုးသားကောင်စီမင်တန်ချင်းမျိုးသားအဖွဲ့ချုပ် CNO CNDF ဇိုမီဖက်ဒရယ်အစည်းအရုံး ZFU ချင်းကောက်ွယ်ရေးတပ်ကံပလက်ချင်းလန်းကောက်ွယ်ရေးတပ်မတူပြီးတက်မဟာတင့်နဲ့မရာနေမြေအုပ်ချုပ်ရေးကောင်စီ MDC MDF တို့ကကိုစလဲရီဟာလမ်းစာမြုပ်ကိုတွားရောက်ခဲ့ကြသေးတာပါရှမ်းနေ TNTV ပါတီဟာလုပ်ငန်းစဉ်၄ရက်ကို ပြည်သူလူထုကိုချပြပြီးစီယုံရေလှုပ်ဆောင်နေတယ်လို့ TNDB ဥက္ကဋ္ဌဆိုင်ထီအောင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ မိမိတို့ရှမ်းနီ TNTB ပါတီဟာလုပ်ငန်းစဉ်၄ရက်အားပြည်သူလူထုကိုချပြပြီးအချက်၄ချက်နဲ့စီယုံရေးလှုပ်ဆောင်နေကြောင်းတိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTB ဥက္ကဋ္ဌစိုင်းတီအောင်က CNN သတင်းဌာနကိုပြောပါရယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကလူထုတွေကြားစုဝေးဟောပြောပြီးမဲဆွယ်စီယုံရေးမှာရွေးကောက်ပွဲနေဥပဒေပါပြဋ္ဌာန်းချက်တွေကိုလိုက်နာကြဖို့ပါတီတွေကိုတတိပေးထားပါရယ်လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမှာဖြစ်ပြီးမဲဆွယ်စီယုံရေးကာလရပ် ပေါင်း60အတွင်းဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့တက်ဆိုင်ရာမြို့နယ်တွေမှာပါတီဆိုင်ပုတ်တွေထောင်ခြင်းနဲ့ပန်ဖလက်တွေဝေခြင်းစတဲ့မဲဆွယ်စည်းရုံးခြင်းများလှုပ်ဆောင်နိုင်ကြောင်းသိရပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်မှာဘလို့ပုံစံမျိုးနဲ့တွားရင်အကောင်းဆုံးဖြစ်မယ်ဆိုတာကိုချပြပြီးပြည်သူလူထုအားစည်းရုံးနေတယ်လို့တိုင်းလိုင်းရှင်းဒီမြို့သားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းထီအောင်ကစီရင်နေသတင်းဌာနကို ပြောပါတယ်ကျွန်တော်တို့ကတော့နိုင်ငံရဲ့အနာဂတ်မှာဘလို့ပုံစံမျိုးနဲ့တွားရင်အကောင်းဆုံးဖြစ်မယ်ဆိုပြည်သူလူထုချပြရင်မှကျွန်တော်စည်းရုံး င်းတယ်ဟိုကသူနေနေကငင်းချရေးကအဓိကပဲကြတယ်လို့ဒီငင်းချတဲ့ခါကျပြည်ပြည်ဆိုအခုလောက်ဖက်ရောက်ကြရတာပေါ့သူပေါ်နေရပြန်ငင်းချနေရမယ်ဒါပေမဲ့ဖုတ်ပြတုတ်တဲ့လုံနိုင်မဲ့ကြွယ်ကလာပြီးတော့ကျွန်တော်နမတေချွန်နဲ့ပြောပါလေအဲကျွန်တော်နမနှစ်ကတော့ကျွန်တော်ဒီမျိုးစုပါတီဒီကကျွန်တော်ဒီမျိုးကတော့တမိုင်းထောက်ထားတဲ့ခံရမှာရှိပြီမဲ့ခုဒီမျိုးစုနာမည်အမျိုးကိုယ်နေတော့အဲဒီမျိုးစုနာမည်ကိစ္စကိုကျွန်တော်တို့ပြောရဲနောက် နံပါတ်3ကတော့ကျွန်တော်တို့ရဲ့တောင်မြေမွားဘွားပါတော့မြန်မာနိုင်ငံတောင်မြေမွားဘွားတွေကိုမြင့်တရားလုပ်မယ်ဆိုတာကနာကျွန်တော်ဖွင့်ပြလို့ရှိတာဥပဒေနံပါတ်4ကတော့ကျွန်တော်အဲ့လိုပြောပါတယ်။အဲကျွန်တော်ပါတီစီဝင်ရေးပါ၁၄ချက်နဲ့ပဲကျွန်တော်ကျွန်တော်လုပ်ငန်းရှင်လေးရကိုပြောရပြည်သူကိုချပြပါတယ်။ဒီမှာပါတီကတော့ဘယ်လိုပြောနေတော့တော့ကျွန်တော်ကြားတော့ကြားပါတယ်။ဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲတွေအတွက်မဲဆွယ်စည်းရုံးခွင့်ကာလကိုအော်တိုဘာလ28ရက်နနက်6နာရီမှာဒီဇင်ဘာလ26ရက်ည7နာရီအထိရပ်ပေါင်း60အတွင်ပြုလုပ်နိုင်ကြောင်းပြည်အောင်စုရွေးကောက်ပွဲ ွယ်ကော်မရှင်ကအောက်တိုဘာ15ရက်မှာထုတ်ပြန်ထားပါတယ်။ကချင်ပြည်နယ်မှာကုန်စည်နှုန်းကြီးမြင့်ခြင်းဒဏ်ကိုအလူးအလဲခံနေရကြောင်းပြည်သူတွေဘက်မှတင်ပြချက်တွေအများကြီးရှိနေတယ်လို့တိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းထေအောင်က CNN သတင်းဌာနကိုပြောပါရတယ်။ တင်ပြချက်တွေအများကြီးရှိပါတယ်ကျွန်တော်တို့ data တွေပြချင်ပြီးတော့ community ကြီးနေတာလူနဲ့ခံရတယ်ကြောကြပါတယ်ဒီလိုဒီကဒါလည်းလမ်းမှာညီဆိုင်ကြီးရတော့ gate ကြီးအများကြီးဖွင့်လို့ဖြစ်လာတဲ့ community ကြီးမြင့်မှုတွေအခုဖြစ်တယ်လေညီဆိုင်ကြီးရရတော့ gate တွေကမရှိတော့ဘူးဆိုရင်တော့အာ community ကလည်းတော့ကြောက်ကြွားမှုရှိမှာမဟုတ်ဘူးကမန်းလေးနဲ့ဒီချင်းနာတော့ community ကအရန်ကွာတာပေါ့တုံးကြလောက်ကွာတော့ဆိုတော့ဒီကညီဆိုင်ကိစ္စကိုပြောတယ်ဆိုတော့ဒါဒီကကတော့တင်ပြတယ်ဒါပေမဲ့ကျွန်တော်လည်းပြန်ရှင်းပြရတော့အနေကဖွင့်ရေးကိစ္စတော့ညီဆိုင်ကြီးရတော့မှာပဲ အားလုံးကိုလုပ်နိုင်မှာဒါကြောင့်ကျွန်တော်တို့အရေးကြီးဆုံးကိစ္စကညီညီချင်းကြီးကိုပဲထားရဆဲကြောင်းပေါ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့ရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီနောက်ရွေးကောက်ပွဲအပိုင်း3အား2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ်မှာကျင်းပသွားမယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ပြောကြားထားပါတယ်။ ိုင်ငံတော်အစိုးရမှဝန်ထမ်းတွေကိုရရှိအားလည်းရက်တွေသတ်မှတ်ပေးတာဟာတိုင်းပြည်အတွက် GDP ကျဆင်းတယ်လို့ခီးသွားလုပ်ငန်းရှင်တချို့ကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။နိုင်ငံတော်အစိုးရကဝန်ထမ်းတွေကိုရရှိအားလည်းရက်တွေသတ်မှတ်ပေးခြင်းကတိုင်းပြည်အတွက် GDP ကျဆင်းတယ်လို့ခီးသွားလုပ်ငန်းရှင်တချို့ကထောက်ပြကြပါရစေ။အစိုးရကရရှိအားလည်းရက်တွေသတ်မှတ်ပြီးဟိုတယ်နဲ့ခီးသွားလုပ်ငန်းကိုမြှင့်တင်ဖို့စူးစမ်းလျက်ရှိနေပါရစေ။ ဒါပေမဲ့တခြားတစ်ဖက်မှာတော့ရရှိပေးရတွေကြောင့်ဝန်ထမ်းတွေလှုပ်အားတွေကိုလုပ်ငန်းရှင်တွေရရှိမှုနည်းတော့ကကုန်တော့လုပ်ငန်းတွေချဆင်းပြီးတိုင်းပြည်ရဲ့ GDP ကချဆင်းသွားနိုင်တယ်လို့ခီးသွားလုပ်ငန်းရှင်တအူကစီရင်တင်ထဏာကိုပြောပါတယ်။တိုင်းပြည်ကဆင်းရဲနေတဲ့ကံမှာ GDP ကကျတာပေါ့ဗျာအလုပ်မလုပ်ကြတော့လူတွေကဟိုပိတ်ရတဲ့နေရာနဲ့နှံ့နေကြတယ်ဆိုဟို GDP ကတော့သိုးသက်ခွေတာပိတ်မရှိဘူးပေါ့နော်။အစ်မဖြစ်တာပေါ့။ဖျောက်မှုတွေတော့အများကြီးရှိတာပေါ့။ တဖက်မှာလည်းနိုင်ငံတော်အစိုးရကရရှိအားလျက်တွေဝန်ထမ်းတွေတို့သတ်မှတ်ပေးခြင်းကဟိုတယ်နဲ့ခီးသွားကဏ္ဍအပါအဝင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်တဖက်တလန်းကအထောက်အကူပြုတယ်လို့ဟိုတယ်လုပ်ငန်းရှင်များအတင်းမှာအထွေထွေအတွင်းရေးမှုဦးနေအောင်ကစီရင်တင်ထဏာကိုပြောပါတယ်။ဒါလည်းပဲထိရောက်ပါပါ။ဘာပဲဖြစ်နေပါစေသူကဒီရုံးပိရက်ကိုတတ်မှတ်ပေးလိုက်တဲ့အတွက်ရရှိရုံးပိရက်တတ်မှတ်ပေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘလိုပဲဖြစ်နေပါစေဒါရုံးသိထားတာဖြစ်ပြပြဒါဌာနနိုင်ငံတော်အစိုးရဝန်ထမ်းနေပြင်ဒါကျွန်တော်တို့ရုံးလုပ်ငန်းကုမ္ပဏီလုပ်ငန်းမှာလောက်ကနေဒီဝန်ထမ်းနေတော့တခါလုပ်ငန်းရှင်မိသားစုတွေပဲပေါ့နော်ဟိုအားလည်းရဲ့အချိန်တစ်ခုထွက်လာတာဖြစ်ပြပြကျွန်တော်တို့ဒီပေါ်မှာလည်းပဲဒါခီးပါလာဖို့အတွက်ကဝန်ထမ်းတစ်ခုပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတကယ်တော့တတ်မှတ်လိုက်တဲ့အတွက်လည်းပဲကျွန်တော်တို့ခီးစွာကဏ္ဍဟိုတယ်ခီးစွာကဏ္ဍဟိုစီးပွားရေးတိုးတက်ဖို့အတွက်လည်းပဲဒါအများကြီး ။ဟောက်ဘူးဖြစ်ပါလေ။အောက်ပါလည်းဖြစ်ပါလေ။ဟောတယ်နဲ့ခီးသွားလုပ်ငန်းရက်တည်လဲပတ်တဲ့အခါမှာနေမီတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊လုံခြုံစိတ်ချမှုမရှိခြင်း၊လမ်းပန်းဆက်သွယ်ရေးအဆင်မပြေခြင်းစတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်လို့လုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။လက်ရှိအခြေအနေမှာနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့အတွက်ဖိအားများစွာရှိကြောင်းဟိုတယ်လုံငန်းကဏ္ဍမှာနိုင်ငံခြားသားခီးသွားတွေဝင်ရောက်မှုကနိုင်မြေတည်ငြိမ်ရေးနဲ့နိုင်ငံရေးအခြေအနေပေါ်မှာမူတည်နေတယ်လို့ဟိုတယ်နဲ့ခီးသွားလုပ်ငန်းရှင်တွေကထောက်ပြကြပါဗျာ။ စီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။လေတက်ကိုဂျူဟာမြောက်စစ်လက်နက်တွေတပ်ဆင်ပေးမယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်မဂျွန်ဟာလေတက်ရဲ့နှစ်ပေါင်း80ပြည့်အထိမ်းအမှတ်အခမ်းအနားမှာနျူကလ িয়ার စစ်ပွဲကိုဟန်တားရေးအတွက်လေတက်ရဲ့အရေးပါပုံကိုအလေးထားပြောဆိုခဲ့တယ်လို့ရိုက်တာက ဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်ရိုဒွန်စင်မိုသတင်းစာကထုတ်ပြန်တဲ့တပ်ပုံတွေမှာ ကင်မှာသူ့ရဲ့သမီးဖြစ်သူကင်မဂျူအဲနဲ့တူလေတက်ရဲ့နှစ်ပတ်လည်ပွဲအခမ်းအနားကိုတက်ရောက်လာပုံတွေကိုဖော်ပြထားပါတယ်။ဒီပွဲအခမ်းအနားမှာကင်မကမောင်းသူမဲ့လေရင်တွေရွှေပြောင်းနိုင်တဲ့ဒုံးပြစ်လောင်ချတွေနဲ့အခြားဆစ်လက်နဲ့ပျက်စီးတွေကိုလေ့လာကြည့်ရှုခဲ့ပါတယ်။မြောက်ကိုရီးယားဟာအသေးစားနဲ့တာတိုပြန်တန်းနိုင်တဲ့ FPV ဒရုန်းတွေရွေစားအနေငယ်ပုံမကြီးမှပြီးတာလက်ပြန်တန်းနိုင်တဲ့တိုက်ခိုက်ဒရုန်းတွေကိုထုတ်လုပ်ခဲ့ကြောင်းယူရေးထောက်လိုင်းအရာရှိတွေကလည်းပြောကြားခဲ့ပါတယ်။ ကင်မကသူ့ရဲ့သမီးဖြစ်သူနဲ့အတူလေတဲနှစ်ပတ်လည်အခမ်းအနားမှာလေရင်တွေအလားပြပြန်တမ်းမောင်းနေမှုကြီးစုခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားလေတဲအားနျူကလ িয়ার စစ်ပွဲအဟန့်အတားအတွက်အဓိကနေရာကနေပါဝင်မှာဖြစ်ပြီး အမေရိကန်ကြီးကြပ်ခံနာမှုရှိကြောင်းကင်ဘကပြောကြားခဲ့တယ်လို့နိုင်ငံပိုင်း KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ဒါအပြင်ကင်ဘကမြောက်ကိုရီးယားလီဒါကိုမဟာဗျူဟာမျိုးဆက်လက်နဲ့ပြည်စည်းတွေပေးရသွားမယ်လို့ပြောကြားခဲ့ပေမယ့်အသေးစိတ်ထုတ်ပေါ်ပြောဆိုခဲ့ခြင်းတော့မရှိပါဘူး။လီဒါဟာရန်သူတွေရဲ့စေရေးရန်စားမှုတွေနဲ့အဖြစ်အပျက်လုံရက်တွေအားလုံးကိုထိန်းချုပ်ပြီးပြက်သားစွာတွန်းလှန်သင့်ပါတယ်လို့ကင်ဘကပြောကြားခဲ့ကြောင်း KCNA ကဖော်ပြခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံပေါ်နဲ့ အနီးဝန်းကျင်ရှိလေပိုင်နက်ကိုပိတ်ထားပြီလို့ယူဆတဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တာကြောင့်ဗင်နီဇူလာသမ္မတမာဒူရိုအပေါ်အမေရိကန်ရဲ့ PR တွေနဲ့ပတ်သက်ပြီးမေးခွန်းတွေပုံမထွက်ပေါ်လာစေခဲ့တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ဗင်နီဇွဲလားနိုင်ငံပေါ်နဲ့အနီးဝန်းကျင်ရှိလေပိုင်နက်ဟာပိတ်ထားပြီလို့ယူဆတဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါဗျာ ဒီပြောကြချက်ကြောင့်ဗင်နီဇွဲလားတမရမာရူယိုပေါ်အမေရိကန်ရဲ့ဖိအားတွေနဲ့ပတ်သက်ပြီးမေကုန်းတွေပုံမထွက်ပေါ်လာစေခဲ့ပါတယ်။မာရူယိုအစိုးရအဖွဲ့ကတော့ထရန့်ရဲ့ပြောကြချက်ဟာလက်ချက်ဝါဒီချင်းချောင်းမှုဖြစ်ကြောင်းနဲ့ဗင်နီဇွဲလားရဲ့အချုပ်ကြအာဏာကိုရောကြစေဖို့ကြိုးပမ်းနေတာဖြစ်ကြောင်းစွပ်စွဲခဲ့ပါတယ်။အင်ဖြူတော်ကတော့ဗင်နီဇွဲလားလေပိုင်းနဲ့ပတ်သက်ပြီး True Social လူမှုမီဒီယာမှာတင်ခဲ့တဲ့ထရန့်ရဲ့ပြောကြချက်နဲ့ပတ်သက်ပြီးမေကုန်းတွေကိုဖြေကြားခဲ့တာမရှိပါဘူး။ ထွန့်ရဲ့လူမှုမီဒီယာမှာရေးသားချက်အရဒီကြောင်းလိုင်းတွေပိုင်းလော့တွေမွေးရစေဝမောင်ခိုကူးသူတွေနဲ့လူမောင်ခိုကူးသူတွေကိုဟူ၍ခေါင်းစဉ်တက်ထားပြီးဗင်နီဇွဲလားနိုင်ငံပေါ်နဲ့အနီးတဝက်လေပိုင်နက်တွေကိုပိတ်ထားပြီးလို့ယူဆကြပါလို့ရေးသားခဲ့တာဖြစ်ပါတယ်။ဗင်နီဇွဲလားအစိုးရကတော့ထွန့်ရဲ့အဲ့ဒီရေးသားချက်နဲ့ပတ်သက်ပြီးပြင်းထန်စွာဆန့်ကျင်ကြောင်းဒီရေးသားချက်ဟာနယ်ချဲ့ဝါဒီချင်းကြောင်းမှုဖြစ်ကြောင်းဗင်နီဇွဲလားရဲ့နယ်မြေတည်တံ့ခိုင်မြဲရေးလေကြောင်းနဲ့ရေကြောင်းလုံခြုံရေးနဲ့အချုပ်အခြာအာဏာကိုရော်ပါစေဖို့ရည်ရွယ်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီလိုရေးသားပြောဆိုမှုတွေဟာရန် ်လိုပြီးတဖက်သက်ဆန်တဲ့ထင်ရဆိုင်တဲ့လုံရက်ဖြစ်ကြောင်းဗင်နီဇွဲလားနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်လူဝင်မှုအာဏာပိုင်တွေဟာအမေရိကန်ရှိဗင်နီဇွဲလားရွှေ့ပြောင်းတွေကိုနေရပြန်ပို့နေတဲ့လေကြောင်းလိုင်းတွေကိုလည်းတဖက်သက်ဆိုင်ငံကကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အမေရိကန်ဖက်ထရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ကစစ်ရေးလှုပ်ရှားမှုတွေမြင့်တက်နေတာကြောင့်ဗင်နီဇွဲလားနိုင်ငံရဲ့အနီးတစ်ဝိုက်မှာပြန်တန်းနေတဲ့လေယာဉ်မှုတွေအနေနဲ့ဂရုစိုက်ကြဖို့ပြောကြားခဲ့ပြီးနောက်ပြီးခဲ့တဲ့သတင်းပတ်ကလေးကနိုင်ငံတကာလေကြောင်းလိုင်းအချို့ဟာဗင်နီဇွဲလားကိုပြေးဆွဲတဲ့လေကြောင်းခီးစင်တွေကို စိုက်ငံ့ခဲ့ပါတယ်။အရှိတောင်အာရှရဲ့နိုင်ငံ၃နိုင်ငံမှာအပူပိုင်းမုန်တိုင်းကြောင့်တေဆုံးသူ600ကျော်အထိမြင့်တက်လာခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။အရှိတောင်အာရှရဲ့နိုင်ငံ၃နိုင်ငံမှာအပူမုန်တိုင်းကြောင့်ဘိုးတက်ထန်စွာရွာသွန်းခြင်း၊ရေပြိုခြင်းတို့ကြောင့်သေဆုံးသူ600ကျော်အထိမြင့်တက်ခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါဗါဒ်မလက်ကရေလက်ကြားမှာရှားပါအပူပိုင်းမုန်တိုင်းတိုက်ခိုက်ခဲ့ပြီးနောက်အင်ဒိုနီးရှား လေးရှားနဲ့ထိုင်းနိုင်ငံတို့မှာပြီးခဲ့တဲ့ရက်ပိုင်းကမိုးတက်ထန်စွာရွာသွန်းခြင်း၊လေပြင်းတွေတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့ပါတယ်။ဒီတဘာဝဘေးအန္တရာယ်တွေကြောင့်အင်ဒိုနီးရှားမှာတေဆုံးသူ435ဦး၊ထိုင်းမှာတေဆုံးသူ190နဲ့မလေးရှားမှာ တည်ဆုံးသူ၃ဦးရှိခဲ့ကြောင်းသက်ဆိုင်ရာအရာရှိတွေကနိုဝင်ဘာ30ရက်မှာပြောကြားခဲ့ပါတယ်။လက်ရှိမှာထိုင်းနိုင်ငံတွင်မှာခြောက်ခွေကယ်ဆယ်ရေးလုပ်ငန်းတွေလုံဆောင်နေစေဖြစ်ပြီးလူပေါင်းများစွာဟာဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်လျက်ရှိပါတယ်။ရေလွှမ်းမှုမှုတွေကြောင့်ထိုင်းမှာလူ၃သန်းနီးပါးနဲ့အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာလူ၁သန်းမှ၁သန်းနီးပါးအပါအဝင်လူပေါင်း၄သန်းကျော်ရေဘေးသင့်ခဲ့ပါတယ်။ ဒီကြားတဘာဝဘေးအနေရတစ်ခုအနေနဲ့ဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့်တင်းအီလင်ကာမှာလူ153ဦးသေဆုံးခဲ့ပြီး192ဦးပျောက်ဆုံးနေဆဲဖြစ်ကာနိုင်ငံတော်ကလူပေါင်း9သိန်းကျော်ဟာမုန်တိုင်းတံခန်းစားခဲ့ရပါတယ်တင်းအီလင်ကာအစိုးရကကယ်ဆယ်ရေးလုပ်ငန်းတွေမှာကူညီဖို့အတွက် ကြီးတဲ့ရေတက်နဲ့လေတက်မှာတော့ဖွဲ့ဝင်တွေကိုအယက်သားလုံသားတွေနဲ့စေတနာဝန်ထမ်းတွေနဲ့အတူစေလွတ်ထားပါတယ်ဒီမုံတိုင်းဟာတီးလင်ကမှာထွက်ပြီးအိန္ဒိယနိုင်ငံဘက်ကိုဥတီသွားရောက်နေတာကြောင့်အိန္ဒိယရဲ့ခြံတိုင်းလေစိမ်းမှာလေချောင်းခီးစင်တွေကိုဖျက်သိမ်းခဲ့ပါတယ်ဒါပြင်ဘီယန်နန်နိုင်ငံမှာလည်းအပူပိုင်းမုံတိုင်းကိုတိုကြောင့်လူသုံးဦးထပ်မင်းနေတည်ဆုံးပြီးတူးပြောက်ဆုံးနေကြောင်းအာနာပိုင်တွေကနိုဝင်ဘာ30ရက်မှာပြောကြားခဲ့ပါတယ် CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။လန်ဒန်ဒါဘီပွဲစဉ်မှာ ကွင်းလယ်လူကိုင်းစီတို့ဓာတ်ရိုက်အနီးကပ်နဲ့ထုတ်ပယ်ခံခဲ့ရပြီးနောက်ချယ်ဆီသင်းဒီပြမာရက်စကာကပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ်မေးခွန်းထုတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ချဲစီနဲ့အာဆင်နယ်အသင်းတို့တကိုးစီသေးကြခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်မှာကွင်းလယ်လူကင်စီတို့ဒါရဲ့အနီးကန်းနဲ့ထုတ်ပယ်ခံခဲ့ရပြီးနောက်ချဲစီအသင်းပြမာရက်စကာကပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တသက်မတည်းမရှိမှုကိုမေးခွန်းထုတ်ခဲ့ပါတယ်မာရက်စကာကကင်စီတို့ရဲ့အနီးကန်းကြောင့်ကျွန်တော်တို့မေးကြပြီမဲ့ဒါကအနီးကန်းပါပဲဒါဆိုရင်စပါအသင်းရဲ့ပွဲမှာဘန်နဂါကရီဂျင်းကိုဖျက်ထုတ်တာဘာကြောင့်အနီးကန်းမပြတာလဲ ဒါကြောင့်ကျွန်တော်တို့နီးပြတွေဟာဒိုင်လူကြီးတွေရဲ့မတူညီတဲ့ဆုံးဖြတ်ချက်တွေကိုနားလည်နိုင်ဖို့ရုန်းကန်နေရပါတယ်။ချာလိုပါရဲ့ဖြစ်ရတဲ့အတွက်လည်းဒိုင်လူကြီးကိုကျွန်တော်မေးခဲ့ပါတယ်။သူကတော့ဒေါင်းနဲ့တိုက်ခဲ့တာမဟုတ်ဘူးလို့ပြောခဲ့ပါဗျ။ဒိုင်းတွေကမတူညီတဲ့ဆုံးဖြတ်ချက်တွေချနေကြပါတယ်လို့ပြောခဲ့တာပါ။ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာကိုင်စီရိုဟာမရီနိုကိုဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့်ကွင်းလယ်ဒိုင်းလူကြီးအန်တိုနီဒေလာက VAR သုံးသပ်ပြီးမှဒိုင်းရဲ့အနီးကပ်ပြသပြီးထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ်ချက်စည်းသင်ဟာတူယောနဲ့ကစားကြရပါမယ်ချာလိုပါကဥဆောင်ကိုသွေးယူနိုင်ခဲ့ပြီမယ်ရီနိုကအာဆင်နယ်အသစ်အတွက်ခြေပါကိုပြန်သွေးယူနိုင်ခဲ့တာကြောင့်တဘိုးစီအသေးနဲ့အမက်ခွဲယူခဲ့ရတာပါချက်စည်းသင်ဒီပြမာရက်စကာကကိုင်းစီတို့ရဲ့အနီးကဟာထိုက်တန်ပါမယ် ်ချလိုပါကိုတရောင်နဲ့တိုက်ခဲ့တယ်အာဆင်နယ်အသင်းနောက်ကန်လိုဟင်ကားပြီးလဲအနီကပြသခံရပြီးထုတ်ပယ်ခံရတဲ့လို့ယုံကြည်နေပါတယ်ဒါအပြင်မာရက်စကကအသင်းကောင်းဆောင်ရီဂျေကိုစပါအသင်းကွင်းလဲလို့ဘန်ဒကဖျက်တုပ်ခဲ့တာနဲ့ပတ်သက်ပြီးကိုင်းစီတို့ရဲ့အနီကပြသခံရတာနဲ့နိုင်ရှင်ကဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်ခဲ့တာပါအာဆင်နယ်အသင်းပြအာဒီတာကကန်စီတို့ထုတ်ပယ်ခံရပြီးမှချယ်ဆီအသင်းကစားသမားတွေဟာသူ့ရဲ့ကစားသမားတွေထုတ်ပယ်ခံရအောင်ပြင်ပထားခဲ့တယ်လို့ဆိုဆွဲခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာအာဆင်နယ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဆိုပြီးမန်ဒီမိုးစကွဲယာကာလာဖီယိုရီနဲ့ဟေဂါဘီတို့အွားကပြသခံခဲ့ရပြီဒုတိယပိုင်းမှာကာလာဖီယိုရီရဲ့နေရာ လူစားလဲဝင်လာခဲ့တဲ့စကယ်လီတိုက်စစ်မှုယိုဂရက်တို့လည်းအွားကပြသခံခဲ့ရတာဖြစ်ပါတယ် CNI သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပျော်ရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။